မင်္ဂလာပါကချင်ဝေ့ဖ်တရင်ဌာနကအပစင်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆမ်းပဲဖြစ်ပါတယ်။ စစ်ကောင်မရှင်ဟာပြည်သူစစ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးရခိုင်ကချင်အထုဒေသတည်လို့ခေါ်ခဲ့တဲ့ကျဖွေးပန်းဝါကမ်ပိုင်းဒီဘက်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်မှုပြင်ဆင်နေတယ်လို့ဇေယျသတင်းရင်းမြစ်တွေထံကနေတဆင့်တရပါရတယ်။ကချင်ပြည်နယ်အတွင်းကပြည်သူစစ်အဖွဲ့တွေပူးပေါင်းပြီးတော့ထိုးစစ်ဆင်မှုပြင်ဆင်နေတယ်လို့ဇေယျနေဆက်တဲ့သတင်းရင်းမြစ်တအုပ်ကဆိုပါရတယ်။ မပါခမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေနဲ့ပြည်သူစစ်ပေါင်း1600လောက်အထုဒေတာအတိတ်ကိုစာထုတ်ဖို့လုပ်နေပြီလို့ဆိုပါရယ်စီရေးတရင်ရင်းမြစ်တွေရဲ့ပြောပြချက်အရအရင်ကချင်အထုဒေတာအတိတ်ကိုထိုးစစ်ဆင်ဖို့လီစုပြည်သူစစ်ဝေထုလဝါယံပြည်သူစစ်ဝါရာစုပြည်သူစစ်တနိုင်းအခြေဆိုင်ခမာရာ3သိရှိမိုးကောင်းအခြေဆိုင်စကခါ3ကတပ်ဖွဲ့တွေပါဝင်နေတယ်လို့သိထားရပါတယ်စစ်ကောင်မရှင်ကထိုးစစ်ဆင်နေတဲ့ပထမလမ်းကြောင်းဟာဝိုင်းပေါ်ချုပ်ဖွေတိုက်ရိုက်သွားနိုင်တဲ့လမ်းမကြီးဖြစ်ပြီးတော့လက်ရှိမှာလည်းအဆိုပါလမ်းမ ကြီးဘော်ကလမြန်ဝူရန်ကျေးရွာတွေမှာစစ်ကောမရှင်ပြည်သူစစ်ပူးပေါင်းတပ်တွေနဲ့ KIA တပေါင်းစုတွေထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။နောက်ထပ်လမ်းကြောတစ်ခုကတော့ဂွေထူပြည်သူစစ်အဖွဲ့ကစင်လျံမွန်တောင်ကြီးကနေတဆင်မန်ဝင်းကျေးရွာမန်ဝင်းကနေတဆင်ကျဖွေစသဖြင့်စစ်ကြောင်းထိုးဖို့ပြင်ဆင်ထားတာဖြစ်တယ်လို့သိရပါတယ်။မန်ဝင်းကျေးရွာကိုလက်ရှိ KIA ကထိန်းချုပ်ထားပြီးတော့မနီကဝမန်ဝင်းရွာအနီးကိုစစ်ကောမရှင်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လက်ရှိမှာတိုက်ပွဲစတိုက်ဖြစ်ပေါ်နေတဲ့ကျဖွေမြို့နယ်အထက်ပိုင်း ဆော့လော်နဲ့ခေါလံဘူးမြို့နယ်နဲ့နမိတ်အဆက်ကလာဟီစင်တောင်ကျောကိုလည်းစစ်ကောင်မရှင်နဲ့ခေါလံဘူးပြည်သူစစ်တွေကပူးပေါင်းစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။အရင်ကချင်အထုဒေတာတဲလို့သတ်မှတ်ခဲ့တဲ့နေမြေတွေပါဝင်ဆော့လော်မြို့နယ်၊ချွဖွင်မြို့နယ်နဲ့ဝိုင်းမုံမြို့နယ်ရဲ့အခြေဘက်ထံနေမြေတွေကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်ကလေးကတိုက်ခိုက်သိမ်းယူခဲ့ပြီးတော့စစ်အစိုးရသတ်မှတ်ခဲ့တဲ့အထုဒေတာတဲသတ်မှတ်ချက်ကိုလည်းဖျက်သိမ်းကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲညနာပါရစေ။ မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမှာပြီးဘေးရန်ရခြင်းရှိပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။